မင်္ဂလာပါ English with Neji Channel ရဲ့နေ့ပြင်လဲကျေးဇူးလိုက်ပါတယ်ဒီ channel လေးမှာအခုမှပထမဆုံးစာကြည့်ပြရသေးဆိုလို့ရှိရင်တော့ကျမနာမည်က Rose ပါဒီ channel လေးမှာဆိုလို့ရှိရင်အင်္ဂလိပ်စာကိုအချိန်ခင်ကနေစပြီးတော့နီးစနီးကြကြနဲ့ထိထိရောက်ရောက်လေ့လာခြင်းနဲ့ဒီလေးတွေအတွက်ဗီဒီယိုလေးတွေကိုသင်ခန်းစာ watch လေးတွေနဲ့အတူတွဲပြီးတော့မှသင်ပေးနေတာဖြစ်ပါတယ်။ဆိုတော့ဒီနေ့မှာဆိုလို့ရှိရင်မေခွန်းမေးတဲ့နေရာမှာ do gas ကိုသုံးပြီးတော့ဘယ်လိုမျိုးမေးမှလဲဆိုတော့သင်ငယ်စာလေးကိုလေ့လာရမှာဖြစ်ပါတယ်။ဆိုတော့ဒီမေးခွန်းပုံစံလေးမှာဆိုရင် do ဒါမှမဟုတ်ဆိုရင် does ပြီးရင် subject ပြီးရင် both နောက်ကအဖြေပုတ်တွေလာမယ်ပေါ့နော်။ဒီပတ်တန်လေးအတိုင်းမေးခွန်းပုံစံလေးကရှိမှာဖြစ်ပါတယ်။ဒါဆိုရင် do ကိုဘယ်လိုနေရာမှာသုံးပြီးတော့ does ကိုဘယ်လိုနေရာမှာသုံးကြမလဲဒါတော့ရှင်းပါရင် အများ subject အများဆိုလို့ရှိရင် do ကိုသုံးပြီးတော့ subject အနည်းဆိုလို့ရှိရင်တော့ does ကိုသုံးပါတယ်ဥပမာ i i got a change up ပေါ့နော် i we you they ဆိုလို့ရှိရင် do နဲ့တွဲပြီးတော့ he she it ဆိုလို့ရှိရင် does နဲ့တွဲပြီးတော့မှသုံးပါတယ်ဒါဆိုရင် do နဲ့ does ကဘယ်လိုနဲ့တွဲရလဲသိပြီ နေကွန်းပုံစံကဘယ်လိုမျိုးလေးရှိရလဲဆိုလဲသိပြီဆိုတော့ဥပမာစာဆောင်လေးနဲ့ဆက်ပြီးတော့ပြောကြည့်ရအောင်ပါ Do you like music? Do you like music? Yeah. I like music. Do you like pink color? Mm, yeah. I like pink color. Do you play football? Do you play football? Hmm, for me, I don't play football. Do you like coffee? Yes, I really, really, really like coffee. ဂျူနဲ့တက်စ်ကိုအသုံးပြပြီးတော့ဒီပတ်တန်လေးထဲမှာဆန်လွေးတွေအစားထိုးရင်းနဲ့ဒီကုန်းတိစောက်တက်ပြီလို့ထင်ပါတယ်။ ကိတာဆိုရင်အာကိုမေးရှင်တဲ့မိကုန်းလေးတွေကိုတိဆောက်ထားတဲ့မိကုန်းလေးတွေကိုဒီအောက်ကကွန်မန့်မှာ ရေးခဲ့ပေးလို့ရပါတယ်။နောက်ထပ် WH question လေးတွေကိုဆက်သွားကြည့်အောင်။ဒါကလည်းဘာမှမခက်ဘူးပေါ့နော်။ခုနကပုံစံဖြစ်တဲ့ do does ပြီးရင် subject buff အဲ့ရရှိမှာ WH နဲ့စတဲ့မိကုန်းလေးထည့်လိုက်ဦးမှာပဲ။ What do you like to eat? What do you like to eat? 미 바사젤레. What do you eat for breakfast? 미 마네사 아트와 바사라레. I eat fried rice for my breakfast. 마네사 아트도 테미조 사타바레. Where do you live? I live in Yangon. When do you eat your breakfast? မနက်စာကိုဘယ်အချိန်မှစားတာလဲ? I eat my breakfast at 7:30 a.m. ခုနကခွဲမှစားပါတယ်။ဒါဆိုလို့ရှိရင် do test နဲ့စားတဲ့မိကုံးပုံစံလေးရဲ့ WH မိကုံးပုံစံလေးရဲ့ကိုရလောက်ပြီလို့ထင်ပါတယ်။ ကျွန်တော်လင်းချင်းဖို့အတွက်ဆိုလို့ရှိရင်ဒီအောက်မှာရှိတဲ့ link လေးကနေပြီးတော့ PDF file လေးထဲမှာမျိုးကလေးတွေရှိပါတယ်အဖြေပါတစ်ခါလဲပတ်ပြီးသားဖြစ်တဲ့အတွက်ပြန်ပြီးတော့မှတိုက်ကြည့်လို့ရပါတယ်ဒါဆိုလို့ရှိရင်နောက်တဲ့ဗီဒီယိုတွေမှာပြန်ပြီးတော့တွေ့ပါမယ်ရှင်